ပြီးခဲ့တဲ့အပိုင်းမှာတော့အဲလစ်ဘတ်ဟာဒူစီယိုင်းခုနှစ်ပါးကိုရာဝေဖို့ငကားဒူစီယိုင်းမယ်လီယိုဒက်စ်နဲ့အတူအပြူရအိမ်မက်တတော်စီကိုကြီးစားခဲ့ပါတယ်။အဲဒီမှာတော့လူဘလူးမလေးမွေဒူစီယိုင်းဒီယာနဲ့နဲ့တွေ့ခဲ့ပြီးမယ်လီယိုဒက်စ်နောက်ကနေလိုက်လာတဲ့ဂီဒန်နာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဂီဒန်နာရဲ့ဒရဇာတိုက်ခိုက်ချက်တွေကြောင့်မယ်လီယိုဒက်စ်တယောက်ဟာဒီလူစဲစဲချင်းတွေကိုရောက်သွားပါတယ်။ဒါပေမဲ့နောက်ထပ်ဒူစီယိုင်းနှစ်ပါးဖြစ်တဲ့မြေခွေးနဲ့ဝုန်းဝုန်တို့ရဲ့ဒီနေရာတွေကိုတော့တီးခဲ့ရပါတယ်။ဘာစတီမြေရောက်ကန်နဲ့တေချင်းမျိုးတော်ဆိုတဲ့ဒီနေရာနှစ်ခုကိုတီးခွင့်ရလို့ကျေးဇူးတင်ကြောင်းနဲ့ငါသွားကြည့်ရသေးတယ် ာဘောလို့မယ်လီယိုဒက်စ်ကဂီတန်နာကိုပြောလိုက်ပါရယ်မင်းမောင်မရီတရင်ကိုရဖို့ငါးစီမှာကိုယ့်ကိုနာခံလိုက်တဲ့ဘောဟုတ်လားလို့ဂီတန်နာကမိလိုက်တော့မကြေပွဲလေးဆက်နွယ်ကြတာဘောလို့မယ်လီယိုဒက်စ် က ပြောလိုက်ပါရယ်ဒီတစ်ခါမှာတော့မယ်လီယိုဒက်စ်ကဒီပေါက်တိုက်ပေးခဲ့ပြီးဂီတန်နာရဲ့ခုတ်ချက်တွေကိုမြန်မြန်နဲ့ရှောင်ပြနေခဲ့ပါရယ်ဂီတန်နာကလည်းကေတူမဟုတ်တော့မယ်လီယိုဒက်စ်ရဲ့နောက်ကိုရောက်လာကခုတ်ဖို့လုပ်တဲ့ချိန်မှာတော့နောက်မှတွေ့တာဘောလို့မယ်လီယိုဒက်စ်ကပြောလိုက်ပါရယ်အဲ့ဒီနောက်ဒီယာနယ်ကကင်ပေါက်လိုက်ကခေါင်းဆောင်ကနောက်မှတွေ့မယ်ပြောရဲဆိုတော့တွားလိုက်တော့လို့ဆိုကဝေကြီးကိုလွှင့်ပြလိုက်ပါရယ်ဂီ ီဒန်နာရဲ့လျှက်စစ်တက်ကြောင့် DNA ရဲ့လက်ပတ်ကလည်းပြည့်စည်သွားပြီးတော့နင်းတက်လဲဖို့လိုနေပြီနော်လို့ Meliodas ကပြောလိုက်ပါတယ်ဒီလိုနဲ့ DNA Meliodas Elizabeth ဟောတို့လေးယောက်ကကြံတဲ့လူတွေကိုရာဝေးဖို့အတွက်လှုပ်လိုက်ကြတယ်ဟောနဲ့ Elizabeth တို့ကလည်းပြန်ရောက်လာပြီးတော့မိကျွမ်းနေတဲ့ဟောကတော့ငါ့ကိုစေချောင်းအောင်လှုပ်လိုက်တယ်ပေါ့နောက်တစ်ခါငါ့လည်းပဲလို့ပြောလိုက်ပါတယ်ဒန်ယာရနေတဲ့ Meliodas ကို Elizabeth ကကူးစိုက်ပြနေတဲ့အခါမှာတော့ခေါင်းဆောင်ကိုအဲ့လိုတွေမတီးနဲ့လို့တဝင်းတို့က DNA ကပြောနေခဲ့ပါတယ်ခေါင်းဆောင်နားမှာနေပြီးစောင်းရှောက်ဖို့ကတူတာဝင်ပဲလို့လည်းပြောလိုက်ပါတယ်ဟောကတော့ ့ထိခိုက်ဒဏ်ရာရသွားတာကငါလီလို့ပြောနေခဲ့ကနင်းကြော်ရေးတွောင်းအောင်လုပ်ပေးမယ်လို့အဲလီစဘတ်ကပြောလိုက်ပါတယ်ရွာတစ်ခုမှာတော့သူတို့အတိုင်းပြည်ကလူငယ်တွေကိုခေါ်ဆောင်သွားတာကြောင့်မြင်းမြတ်စစ်ကြီးတွေကိုလက်စားချင်မှုမျိုးတည်ဆောင်လာပေးပါလို့ဘုရားသခင်စီမှာဆုတောင်းနေကြပါတယ်သူတို့ဆုတောင်းနေတဲ့ဘုရားကျောင်းစီကိုတော့ဒီယာနယ်လွတ်ပြစ်လိုက်တဲ့ဂီတန်တာတယောက်ကပြုတ်ကျလာခဲ့ကရွာသားတွေရာဒဏ်ရာရသွားပေမဲ့ဂယုဆိုင်မှုလုံးဝမရှိဘဲနဲ့ဘုရားကျောင်းကနေထွက်သွားခဲ့ပါတယ်အဲလီစဘတ်ကတော့ဟောရဲ့မီးလောင်ဒဏ်ရာလေးကိုရေးကပ်ပေးနေကခီးဆက်ထွက်လိုက်ကြပါတယ်အဲ့ဒီကောင်ကတော့နောက်တော့အတွင်းငါနဲ့တွေ့မယ်လို့ဟောကကြုံကနေပြီး ်အဲ့ဒီစစ်တီကိုနင်တိတယ်မလားလီစဘက်လို့မေးခဲ့တယ်ဂီတန်နာကအရင်တုန်းကသူ့အမမာဂရက်ရဲ့ကိုရန်တော်ဖြစ်ပြီးတော့သူ့ကိုလည်းညီမလေးအရင်တယောက်လို့ကောင်းကောင်းဆက်ဆံခဲ့တယ်လို့ပြောပြနေခဲ့ပါတယ်သူ့အပေမြင့်မြတ်သူရဲ့ကောင်းကြီးတည်ဆုံသွားတာတောင်တူတဝင်ကိုဇက်လက်တန်းဆောင်ခဲ့ပြီးအခုလိုမျိုးဒုလုပ်ရက်တွေပါလို့ပြောင်းလဲသွားတာလည်းတော့မတိပေမဲ့သူ့အပေနဲ့များပတ်သက်နေမလားလို့တွေးနေခဲ့ပါတယ်လောဘမြေခွေပန်ကအကျဉ်းချနေပြီးပြင်းရင်ရင်ဝဝကင်းကတေပြီးလို့မြင်မြုံနေပြီလားမသိဘူးလို့မယ်လီယိုဒက်စ်ကပြောနေခဲ့ကမင်းကဘလို့ထင်လဲလို့ဒီယာနယ်ကိုမေးခဲ့ပါတယ် ူမကတော့ခေါင်းဆောင်ကလွယ်ပြီးဘသူကိုမှစိတ်ဝင်စားတာမျိုးမတီးဘူးလို့ပြောနေခဲ့ပြီးဒီဇယ်နဲ့အတွင်းဒီလိုချစ်စရာကောင်းမလေးဖြစ်လာခဲ့ပြီလေလို့သူ့ကိုသူမွန်တင်နေပါတယ်။မယ်လီယိုဒက်စ်ကဝမ်အမေကြီးပေါ်ကိုကွန်တက်လာပြီးတော့အရင်ဆုံးပါစတီမီရောက်ကန်ကဘန်ကိုတွားခဲ့တော့ကြတာပေါ့လို့ပြောလိုက်ပါတယ်။ဝမ်အမေကြီးဆိုတာကသူတို့ဘဝဆိုင်လေးကိုတဲပြီးတွားနေတဲ့ကြီးမားတဲ့ဝက်ကြီးကိုဟောချန်လေးခေါ်တဲ့အတိုင်းခေါ်တာပါ။ပါစတီမီရောက်ကန်ကနှီးဆုံးဖြစ်လို့အရင်ဆုံးတွားဖို့ပြောတော့အဲလီဇဘက်ကတဘောမတူဘူးလို့ပြောပါတယ်။အဲဒီကိုမတွားခင်မယ်လီယိုဒက်စ်အနေနဲ့ကုတမှုအရင်ဆုံးခံယူတင်ကြောင်းနဲ့ဒီလိုအခြေမျိုးနဲ့တာ နောက်တဲ့မြင်းမြတ်စစ်တီနဲ့ထပ်ထရရင်ဆိုပြီးစိတ်ပူနေခဲ့တာကြောင့်မယ်လီယိုဒက်စကာစကာအောက်ကိုဝင်ကဒီလိုလေးဆိုရင်ပိုကောင်းတော့လိမ့်မယ်လို့ပြောလိုက်ပါတယ်။နှာဘူးကြနေတာကြောင့်ဒီယာနယ်ရောဟော့ကရောမကျေနပ်ပေမဲ့မယ်လီယိုဒက်စကာတော့ချစ်ရလေးပဲဖြစ်တာကြောင့်စိတ်မပူပါနဲ့လို့အဲလီဇဘက်ရဲ့ခေါင်းလေးကိုပုတ်ကပြောလိုက်ပါတယ်။သူနဲ့နဲ့အိတ်လိုက်ရင်ကောင်းသွားမှာပါ။ကောင်းတော့ညပါလို့ပြောပြီးဆိုင်ထဲကိုဝင်သွားခဲ့ပါတယ်။အလိုက်တီးတက်တဲ့ဟော်လီကသူကမင်းကိုတူတူအိတ်ရအောင်လို့ပြောတာတင်တယ်လို့ပြောလိုက်တော့စိတ်ပူတဲ့အဲလီဇဘက်ကလည်းပြေးဝင်သွားပါတယ်။ထင်တဲ့အတိုင်းမယ်လီယိုဒက်စ်တယောက်အခန်းထဲကိုရောက်တာနဲ့ကတ င်ပေါ်တော့မရောက်ဘဲနဲ့လဲချနေခဲ့ပါရယ်ဘာစတီမီရောက်ကျင်တော့မှာတော့အဖြူရောင်အိမ်မက်တက်တော်ဦးတဲမှာဒူးစရိုက်နှစ်ပါးကတက်ရှင်လျက်ရှိကြောင်းနန်းတော်ကနေတင်ရရတယ်လို့မြင်းမြတ်စစ်တီကောင်မလေးတစ်ယောက်ကဖရက်ဇီယာနဲ့ဂလိုဂျီယက်ဆိုတဲ့တာဝန်ရှိသူတွေကိုတင်ပြနေပါရယ်တန်ချက်ဝတ်ထားတဲ့ကျောင်းမဲဖွယ်ရာစစ်တီနှစ်ယောက်ကတော့စိတ်မပူဖို့နဲ့သူတို့ဒီကိုလာနေတာဆိုရင်တော့သွားပြီးကြိုဆိုရမှာပေါ့လို့ပြောနေပါရယ်တင်ပြနေတဲ့ကောင်မလေးဂျယ်ရီဂျိုးကိုလည်းစိတ်ပူစရာမလိုကြောင်းနဲ့ဒီမြင်းရောက်ကျင်တော်ကတိုက်ပွဲတွေအတွက်ပြင်ဆင်ပြီးစောက်ထားတဲ့စမ်းတက်ခံခံတက်လို့တောင်ပြောလို့ရတယ်လို့ပြောနေပါရယ် ဒူးစရိုက်9ပါးဆိုရင်တော့မှအလွယ်တကူတိုက်ခိုက်လို့မရဘူးလို့ပြောကာကြောင်မက်ဖွယ်ဆွဲတွေဖြစ်တဲ့တူတော်၃ယောက်ရှိနေတယ်လို့နောက်ထပ်မြင်းမြတ်စစ်တီရုံးကပြောခဲ့ပါတယ်။ရက်ချ်လို့ခေါ်တဲ့နောက်တစ်ယောက်ကတော့တူတော်တက်ခဲ့လာမယ်ဆိုတာတရားရဲလားလို့မေးနေပါတယ်။သူ့ကိုထိန်ထိန်ဖို့အတွက်ဘသူမှဒုက္ခခံစရာမလိုပါဘူး။လွန်ခဲ့တဲ့9နှစ်သူ့ကိုဖမ်းထားကြတဲ့ကနေအောင်နဲ့မထိတွေ့ရတော့ဘူးလေ။တလမ်းမှလည်းရွေးလို့မရတလို့တလုံးမှလည်းစကားပြောလို့မရဘူးလို့မြေအောင်ထမှဖမ်းထားသူဘန်းကိုညင်ညွန်ကဖရက်ရှီယာကပြောနေပါတယ်။ အစားတောက်လည်းမကြွေးတာလို့သူတင်မဲနေကိုလူလဲခံစားနေပုံပဲလို့ထပ်ပြောလိုက်ပါရယ်သူကဒူးစရိုက်ခုနှစ်ပါးတည်းကတယောက်ဆိုပေမဲ့သူ့ကိုဘာလို့ကဲကျင်တာလဲတော့မသိပေမဲ့လောဘမြေခွေဒူးစရိုက်ကအခုဆိုရင်ဘလောက်တောင်တနာစရာကောင်းနေပြီလဲလို့ပြောနေကြပါရယ်တကယ်လဲမြေရောက်ထက်မှာအဖမ်းခံထားရတဲ့ဘန်ကစပင်းတွေရှင်နေခဲ့ပြီးတန်ချိုးထက်ထက်နဲ့ပိတ်လောင်ခံထားရပါရယ်ဒဲမာရီဆိုတဲ့မြို့နီနာကိုမယ်လီယိုဒက်စ်တို့ကရောက်နေခဲ့ပြီးတော့ဒီယာနယ်ကသူ့ကောင်ဆောင်ကိုစိတ်ကူပေးဖို့အတွက်မြို့ထဲမှာဇာဝင်ဝင်ရှာနေပါရယ်လူဘလူးဖြစ်တဲ့သူမကိုလူတွေကကြောက်လန့်ပြီးတော့ပြေးကုန်ကြတော့အဲ့ဒီ ာဝင်ကိုသူတို့ပဲယူမယ်လို့ Elizabeth နဲ့ Hawk ကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ Diana ကလက်မခံပဲသူပဲရှာကျင်တယ်လို့ပြောတော့အခုနေ့ဟိုကြောက်ပြီးလူတွေကပြေးကုန်ကြပြီလေလို့ Hawk ကပြောလိုက်တော့သူမှလည်းရှက်ရှက်လေးနဲ့လက်ခံပေးလိုက်ရပါတယ်သူတို့မတိလိုက်တာကတော့ VFN လို့သူတို့ကိုသူတို့ခေါ်တဲ့မင်းမြတ်စစ်တီတွေရဲ့ထောက်လန်းရေးကရှာတွေသွားခဲ့ပြီဆိုတာကိုပါပဲ Fresher ကသူမှသွားပြီးစီဝင်ကြွေးပေးမယ်ဆိုကထွက်လာခဲ့လိုက်ပါတယ် Meliodas ကိုတော့ဆရာဝန်တယောက်ကကုသပေးနေပြီးသူအသက်ရှင်နေသေးတာအံ့ဩမိတယ်လို့ပြောနေပါတယ်ဓာတ်တန်ရာကနေပြီးတော့လျှက်စစ်တံတွေကြောင့်တော်တော်လေးလောင်ကျွမ်းသား ပုံရတယ်လို့ပြောနေပြီးအဲလစ်ဘတ်ကတော့တူဒီလိုမျိုးဖြစ်ရတာကသူမရဲ့ဒုစရိုက်ခုနှစ်ပါးကိုရှာဖွေခြင်းနဲ့စိတ်ကြောင့်ပါလို့ကိုကိုကိုပြစ်တင်နေပါတယ်ငါတို့အခုဘာဆက်လုပ်ကြမလဲလို့ဟောကပြောတော့မယ်လီယိုဒက်စ်နိုလာမှဘာစီမီယောက်ဂျင်းအောင်ကိုတွားကြမယ်လို့အဲလစ်ဘတ်ကပြောလိုက်ပါတယ်ဒီအာနယ်ကတော့သူမတယောက်တည်းအဒီကိုတွားလိုက်မယ်ဆိုကတယောက်တည်းထွက်သွားနေတာကြောင့်အဲလစ်ဘတ်ကတူလဲလိုက်ခဲ့မယ်လို့ပြောလိုက်ပါတယ်နင်းလို့သေးကြတဲ့ခန္ဓာကိုယ်လေးနဲ့ဘာများလုံးနိုင်မှာမလို့လဲမင်းကအခုချိန်မှာခေါင်းဆောင်ကိုပဲပြုစုပေးပါလို့ပြောနေပါတယ်အဲလစ်ဘတ်ကသူမလဲကူညီဖြစ်ခြင်းကြောင့်သူမအတွက် ွက်နဲ့ထိခိုက်ခံစားရတာတွေမဖြစ်ခြင်းကြောင့်ပြောနေတော့ခေါင်းဆောင်ကုလိုလုံးနေတာတွေကနင်းကြောင်ပဲမဟုတ်ကြောင်သူကအမြဲတမ်းအဲ့ဒီလိုလူမျိုးပဲလို့ပြောကသူနဲ့မယ်လီယိုတဲ့စိုးစားတွေတုန်းကအကြောင်းကိုပြပြခဲ့ပါတယ်သူငငယ်တုန်းကမွေးရမြေကနေတယောက်တည်းကြီးထွက်လာချင်းစစ်တီတချို့နဲ့တွေ့ခဲ့တာကိုပြပြခဲ့ပြီးစစ်တီတွေကသူ့ကိုနှင်ထုတ်ခဲ့ပါတယ်သူ့ကိုတိုက်ခိုက်ဖို့လုပ်တဲ့ချိန်မှာတော့မယ်လီယိုတက်စ်ကရောက်လာခဲ့ကယောက်ျားတွေဆိုတာဒီလိုမင်းကလေးတွေကိုထိခိုက်အောင်မလုပ်ရဘူးဆိုကတိုက်ခိုက်ပေးခဲ့ပါတယ်အဲ့ဒီနောက်တော့သူမကိုကြောက်ကြတီလာလို့မယ်လီယိုတက်စ်ကမိခဲ့ပါတယ်အဲ့ဒါကသူမဘဝ ားမှာပထမဆုံးအကြိမ်ကြောက်သွားသေးလားလို့မေးခံရတာဖြစ်ပါတယ်။တူတန်းစားမတန်ကြီးတဲ့ကောင်မလေးကိုအခုလိုမျိုးမေးခဲ့တဲ့အဲ့ဒီအကြိမ်တွေကိုအခုထိကောင်းကောင်းမမှီနေသေးတယ်လို့ပြောလိုက်ပါတယ်။သူမကအဲလစ်ဘက်လိုတင်းငယ်ပြီးရှေ့ဆရာကောင်းတဲ့မိန်းကလေးမဟုတ်တာကိုတီချောင်းအိမ်ထဲကိုလည်းမဝင်နိုင်လို့ခေါင်းဆောင်ကိုမဆောက်ချောက်ပေးနိုင်ဘူးလေလို့ပြောလိုက်ပါတယ်။သူမလုံနိုင်တာကခေါင်းဆောင်အတွက်တိုက်ခိုက်ပေးဖို့ပဲလေလို့ပြောတော့မြင်းမြစည်းစည်းတွေကိုတိုက်ခိုက်နိုင်တဲ့အစွမ်းမျိုးသူမလည်းလူချင်းမိချောင်းအဲလစ်ဘက်ကပြန်ပြောခဲ့ပါတယ်။သူမလည်းတေးသေးလေးဖြစ်ချင်တယ်လေလို့ဒီယာနယ်ကပြောနေတဲ့အချိန်မှာတော့ဘတ်စတီချင်းထောင်ရဲ့အထက်မှာတိန် မဲအောင်တွေကိုတွေ့လိုက်ရပါတယ်။အစိမ့်ရှိတဲ့ဘိုးကောင်တွေကပေါ်လာခဲ့ပြီးတော့စတင်တိုက်ခိုက်ခဲ့တာကြောင့်မျိုးသူမျိုးသားတွေကလည်းပြေးကြရပြီးဒီအာနယ်ကတော့တူမကဘိုးကောင်တွေကိုကြောက်ကြောင်အော်နေခဲ့ပါတယ်။ Brain Capriccio လို့ခေါ်တဲ့ဒီတိုက်ခွက်ကိုအတုံးပြုနေတဲ့သူကတော့ Frazia ပဲဖြစ်ကဘိုးကောင်တွေရဲ့အစိမ့်ကြောင့်အစာအုပ်တွေဟာလည်းရေပြိုကျနေခဲ့ပါတယ်။ Elizabeth က Meliodas ကိုစိတ်ပူလို့ပြေးသွားခဲ့ပြီးဘိုးကောင်တွေကိုကြောက်ပြီးမဲ့ခေါင်းဆောင်အတွက်ပါမစို့လုံးမယ်ဆိုကဒီအာနယ်တယောက်ကလည်းကြောက်တဲ့တိုင်းတွေနဲ့အင်းဆက်တွေကိုအမုန်းချပြလိုက်ပါတော့တယ်။ Meliodas ကို Elizabeth နဲ့လွှဲထားခဲ့လိုက်ကအစွမ်းအတုံးပြု နေတဲ့သူကိုတိုက်ခိုက်ဖို့အတွက်ပြီးသွားခဲ့ပါတယ်။လူနာအစဉ်ပြည့်ရဲ့လာလို့ဇယဝန်ကမိနေခဲ့ကဟော့ကတော့သူတင်နေတယ်လို့ပဲနော်လို့ပြောလိုက်ပါတယ်။အဲ့လိုလေဟုတ်တာပဲနော်လို့ဇယဝန်ကပြောလိုက်ပြီးဒေါက်တာဒါနာတာဝန်ကြီးပါတယ်။မင်းလောက်ကိုပြင်းပြအောင်လုပ်နိုင်ခဲ့တာပဲလို့ဝီယက်ဗန်ပွဲဝင်ကလည်းပြောလိုက်ပါတယ်။ဒီအချိန်ကိုကြာတော့အဲလစ်ဘန်နဲ့ဟော့တို့ကလည်းတိုက်လန့်သွားခဲ့ကြပါတယ်။အစိတ်စီမီတာအပင်နက်ပြရအောင်ဒီစိတ်ပင်အနံ့ဆိုးတဲ့စိတ်ပင်အားလုံးကတေးစီနိုင်တဲ့စိတ်ရနီးတဲ့တွေပေါင်းစပ်ထားတာပဲ။ဒီကောင်လေးကနောက်ထပ်မျက်စိပွင့်နိုင်တော့မှာမဟုတ်ဘူးလို့ဒေါက်တာဒါနာကပြောလိုက်ပါတယ်။ ်ဟုတ်ပါတယ်ဝီယက်ဗန်ရဲ့ခိုင်းစိတ်မှုနဲ့ဒေါက်တာဒါနာကစိတ်ကပ်သက်လိုက်တာဖြစ်ပါတယ်ဒီစကားတွေကိုကြားတော့သူ့ကိုပြောင်းအောင်ကုသပေးခဲ့တာမဟုတ်ဘူးလားလို့အဲလစ်ဘတ်ကထိတ်လန့်စွာမိလိုက်ပြီးအတန်ပိုင်ရှင်ကိုလည်းကုတင်ပြဖို့ပြောလိုက်ပါတယ်အဲဒီလိုနဲ့ဆီယာမွန်နဲ့အဲလစ်ဘတ်တို့ကြားမှာဝီယက်ဗန်မြန်မြန်စစ်တီဂလိုဂျီယက်စ်ကပေါ်လာခဲ့ပြီးမင်းသမီးအဲလစ်ဘတ်ကိုပြန်ခေါ်ဖို့လာခဲ့တာလို့ပြောလိုက်ပါတယ်အချင်းတောင်တွေမှာတော့အဆောင်နှစ်ယောက်ကအခုတိုက်ပွဲမှာဘယ်ဘက်ကနိုင်မလဲလောင်းကြမလားလို့ပြောနေကြတယ်ဒူစီယိုက်ခုနှစ်ပါးနဲ့ဝီယက်ဗန်တို့တိုက်နေတယ်ဆိုတာကိုလည်းကြားရောအဖမ်းခံထားရတဲ့ဗန်ဟာထောင်တကားကိုဝင် င်းကထွက်လာခဲ့ပါတယ်။အခုဆိုရင်ဒူးစရိုက်ခုနှစ်ပါးတည်းကတပါးဖြစ်တဲ့လောဘမြေခွေဒူးစရိုက်ပံကိုလည်းမြင်တွေ့ရပြီဖြစ်ပါတယ်။ မင်းတို့တွေပြောနေကြတာကစိတ်ဝင်စားဖို့ကောင်းတာပဲငါတို့ရဲ့ခေါင်းဆောင်ကအခုထိသက်ရှင်နေသေးတဲ့ဘောလို့ပြောကတူးကိုမှစိုက်ဝင်နေတဲ့ချင်းကျိုးတွေကိုဆွဲနှုတ်ပစ်လိုက်ပါတယ်မြင်းမြတ်စစ်တီဂျယ်ရီဂျိုးကလည်းရောက်လာပြီးတော့ဘန်းကိုထောင်ထဲကိုချက်ချင်းပြန်ဝင်ဖို့ပြောလိုက်ကထောင်ပေါင်းနေတဲ့နင်းကိုတက်ပြစ်မယ်လို့ပြောပြီးဓာတ်နဲ့ဝင်ပိုင်းလိုက်ပါတယ်သူမရဲ့တိုက်ခိုက်ချက်တွေကဘန်းရဲ့မုတ်စိတ်မွေတွေကိုရိပ်ပေးလိုက်တယ်လို့ပြသွားပြီးတော့မင်းမစပင်ညက်စရာတယောက်လိုမျိုးပါရမီရှိတာပဲလို့ကြည်ကျူးလိုက်ပါတယ်သူမရဲ့တိုက်ခိုက်ချက်တွေကိုဒဏ်ရာတော်မရပဲရှောင်ပြသွားတာကြောင့်ဂျယ်ရီဂျိုးကလည်းတွေးပြက်နေခဲ့ပြီးဘန်းကတော့သူ့ရဲ့မာယိုဟောင်းကိုလက်ညှိုးထိုးပြ ားလိုက်ပါရယ်မင်းရဲ့တိုက်ခိုက်ချက်တွေကသူပေးခဲ့တဲ့ဒဏ်ရာတွေနဲ့ရှင်ရင်ဘာမှမပြောပါတော့ပါဘူးကလို့ပြောလိုက်ပါရယ်